မင်္ဂလာပါရှင်ကွန်ပျူတာကွင်းကွန်ပျူတာ training center မှာကြိုဆိုပါရစေ။ဒီချိန်ကတော့ကွန်ပျူတာကွင်းရဲ့ final trainer ဒေါနန်ကျော်ကမ်းဖြစ်ပါတယ်ရှင်။ဒီချိန်တို့ဒီနေ့မျှဝေသွားမယ့်အကြောင်းအရာလေးကတော့ဒီ random test တွေဘယ်လိုရှာမလဲပေါ့နော်။ပြီး formula လေးကိုဘာမှသုံးစရာမလိုဘဲနဲ့ဖြောက်နည်းလေးကိုဒီချိန်က အဲဒီမှာမျှဝေပေးသားမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့သင်ခန်းစာလေးကတော့ random test တွေကိုရှာမယ် formula တွေကိုဖြောက်ပြမှာပဲဖြစ်ပါလိမ့်ရှင် okay အဲ့ဆိုကျွန်တော် low end data လေးကတော့ကျွန်တော်ဒီမှာ serial number ရဲ့နေရဲ့ဒီနေဒီထဲမှာရှိနေတဲ့နေတွေကနေပြီးတော့မှာ ကိုကအစင်လိုက်မဟုတ်ဘူး random ကိုကြိုက်နေတတ်တဲ့အာ sorry ကိုကြိုက်နေတတ်တဲ့မဟုတ်ဘူးเนาะ random เนาะ random ကြပဲဟိုကျေတို့ကကြာသွားမှာပဲဖြစ်ပါတယ်အဲကျေတို့ low at the formula လေးကတော့ကျေတို့ b lookup ပဲဖြစ်ပါတယ်เนาะ vlok v lookup လေးရိုက်ကြလိုက်ပါ lookup value ကတော့ကျေကကြာမှန်းချပါဖြစ်တဲ့အတွက် rank between နဲ့ချပါမယ်เนาะ rank between အာတစ်ကနေပြီးတော့မှကျေက90အတွင်းမှာရှိတယ် အာပြီးရင် look at value ပေါ့နော် tick ကနေ90ဆိုတာကရှယ်တို့က table array မှာ p net c နဲ့ကိုပေးလိုက်ပါအဲ့တော့ b column ထဲမှာရှိနေတဲ့ဒီ CN number tick ကနေ90အတွဲမှာရှိတဲ့ရှယ်တို့ data တဲကပေါ့နော်ဒီလိုပြောချင်တဲ့ comma table array ဒီဘယ်လိုလဲ b is to c b column နဲ့ c column တွေကနေပြီးတော့မှအကောမှာဘာကိုလိုချင်တာလဲဆိုတော့ကျေတို့ဆဲကိုလိုချင်တာပဲဖြစ်ပါတယ်เนาะအဲ့တော့ cel ဆဲเนาะဒါလေးကိုလိုချင်တာပဲဖြစ်ပါတယ်အဲ့တော့ဆဲရသွားပြီဆိုလို့ရှိရင်เนาะအဲ ရှယ်ရိုဆယ်ကော်မာလေးခံဖို့လိုသွားတယ်အဲ့တော့ b is to c ပြီးတော့ရှယ်ကကော်မာလေးခံလိုက်မယ်ကော်မာခံပြီးတော့ရှယ်က10 10ဆိုတော့ပါလေဒုတိယတခုလေးနော်ဒုတိယတခုကိုလိုချင်တာဆိုတော့နံပါတ်2ပေါ့နော်အဲ့တော့ column index number ကဘယ်လောက်ကိုလိုချင်တာလဲဆိုတော့ရှယ်တို့ကနံပါတ်2 random test ကိုလိုချင်တာဖြစ်တဲ့အတွက်ဒီနံပါတ်2 column ထဲမှာရှိနေတဲ့ name တွေကိုကြပန်းချပေးပါဒီလိုပြောချင်တာနော် column index number က2ကိုယူပါမယ်ပြီးတော့ရင်တော့ comma အာဒီ ို့ extra map ပေါ့နော်အတိအကျချမှာဖြစ်တဲ့အတွက်0လေးပေးလိုက်ပါအဲ့တော့ formula လေးကတော့ဒါပါပဲနော်အဲ့တော့ free look at rent between tick ကနေ50အတွင်းမှာရှိနေတဲ့ number တွေက b is to c b colon s colon n မှာရှိနေတဲ့ table range b is to c c ဖြစ်မယ် colon s number block ကိုလိုချင်တာလည်း true ကိုလိုချင်တာ rent look at ကရောအတိအကျချမှာ extra map ကိုယူပေးပါဒါဆိုရင်တော့ကျွန်တော် enter ဆောင်ချလိုက်ပါဒါဆိုရင်ဒီမှာကျွန်တော်ဒီမှာကြပါမယ် စာရရလာပါပြီ copy ဆွဲချလိုက်လို့ရပါတယ်နော်ဒါလို့ကျွန်တော်ဒီမှာ copy ဆွဲချလိုက်ပါမယ်ဒါဆိုတော့ဒီမှာကြပန်းသူကကြပန်းချသွားတယ်ဟုတ်ပြီကျွန်တော်ကလုပ်ငန်းခွင်မှာပြန်ပြီးတော့သုံးမယ်ဒါလေးကိုပြန်ပြီးတော့သုံးချင်တယ်ဆိုလို့ရှိရင် teacher တို့ဒီမှာကဘာဖြစ်နေလဲဆိုတော့ သူ့ရဲ့ဒီ run between ရဲ့သဘောတရားကအာသူ့ကိုနှစ်ချက်နှိပ်လိုက်ပြီးတော့အဲ့ဒါပြန်ခေါက်လိုက် data တွေကတစ်မျိုးပြီးတစ်မျိုးပြောင်းတယ်။နော်လွတ်တဲ့နေရာနှိပ်လဲအာသူကတစ်မျိုးပြီးတစ်မျိုးပြောင်းတယ်။အဲ့တော့ဒီလိုမျိုးတစ်မျိုးပြီးတစ်မျိုးရှယ်တော့က random မဖြစ်နေအောင်ဒီ formula တွေကိုတစ်ချက်တော့ကဖြောက်ထားဖို့လိုတယ်။ဒါဆိုရင် လုံလေးလေးကိုတစ်ချက်ဆက်ကြည့်လိုက်ပါ အားလုံးဆက်လက်ပေးလိုက်ပါ control ရဲ့ရှိခဲ့ကျွန်တော် down arrow ရဲ့နေလို့ရပါတယ်ပြီးတော့ရတော့ကျွန်တော်ရဲ့ဒီ line ပေါ့နော်ရွှေ့တဲ့ဒီ base bound line လေးပေါ်မှာလက်ကလေးကိုထောက်ပါလက်ကလေးလေးကိုဖိပြီးတော့ညာဘက်ကိုဆွဲပြီးအဲ့ဒီမူရင်းနေရာမှာပဲပြန်တင်လိုက်ပြန်တင်ပြီးတော့ရင်ကျွန်တော်ဒီမှာ copy here as value only tambo only ကိုပဲယူပါမယ် copy ပြန်ကူးပါလို့ပြောချင်တာ copy here as value only ဟုတ်ပြီနော်ဒါလေးကိုနှိပ်ကြည့်လိုက်ပါဒါဆိုရင်တော့တချို့တို့ကဟို formula တွေဘာတွေသုံးစရာမလိုဘဲနဲ့ right click ခောက်ပြီးတော့ကျွန်တော်သုံးလိုက်ရုံနဲ့တချို့တို့ရဲ့ဇဲတွေဒီနှက်ချက်နှိပ်လို့လည်းမပြောက်တော့ပါဘူး formula လည်းမရှိတော့ပါဘူးနော်ဒါလေးကတော့ကျွန်တော် formula ဖြောက်နည်းလေးကိုရှင်းပြပေးတာတော့ဖြစ်ပါတယ်ရရမယ်နော်အဲ့တော့ဒီ င်ငန်းဆောင်မှကျဲနှစ်ခုတင်လိုက်ပါတယ် random test တွေရှာနေတဲ့ formula ဖြောင်းလေးကိုရှင်းပြပေးတာပဲဖြစ်ပါလေရှင်ဒီလိုမျိုးအကျိုးရှိတဲ့သင်ခန်းစာလေးကိုနောက်ရက်သင်ခန်းစာမှာပြန်လဲဆုံးပေးပါမယ်တခြားရဲ့ computer ကွင်းပေးနဲ့ကျွန်တော်ရဲ့ဒီ TikTok account လေးကို like and follow ဆီးဘက်လောက်ထားပေးဖို့အဲတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်